ဝိနည်းထွက်လိဆိုတဲ့ပုံအတွေ့အထိအာယုံနဲ့ပုံနာဒီဝဆိုတဲ့ကာယအကြည့်ယုတ်ပုံကုကာယပေါ့အာယုံနဲ့ द्वार ောက်ကုကာယပေါ့က द्वार ောက်ပေါ့လီလာလာတိုက်တာကအာယုံပေါ့အာယုံနဲ့ द्वार ောက်ထိတွေ့နေတာပေါ့မထိတွေ့ခြင်းလို့လည်းမရဘူးပေါ့ အာယုန်နဲ့တွားတာထီတိုင်းထီတိုင်းမှာထီတာကယုံတိနေရာကနန္တရာပေါ့အာယုန်နဲ့တွားတာတိုက်တိုင်းတိုက်တိုင်းမှာထီတာကယုံတိတာကနန္တရာဆိုပြီးတော့ယုံဉာဏ်ကိုပိုင်းခြားတိနေတယ်ဆိုရင်ဒါဒါစပြီးတော့တိဉဏ်ဖြစ်လာမှာပေါ့ဦးဇင်းကတတိထားပြီမဲ့ငါတတိထားနေတာတတိထားခံရတဲ့ကုလုံကြီးကလည်းငါကိုတတိထားနေတာလည်းငါစိတ်ဆိုရင်တော့ဦးဇင်းကတမထကုတုပေါ့တမထကုတုဆိုတာကအမှန်မတည်ပဲနဲ့ တိထားတာပေါ့အမှန်မတည်ပဲနဲ့ကုသိုလ်တွေလောက်တာကတော့ဥစဉ်တော်ကံကုသိုလ်လို့ခေါ်တယ်အမှန်ကိုနားလည်သွားတာတိသွားတာကိုပဲဉာဏ်ကုသိုလ်လို့ခေါ်တယ်အဝိညာတတ္တောတတိထားနေရင်လည်းဤကားယုတ်ဤကားဉာဏ်ဤကားဝေဒနာဤကားစိတ်ဆိုပြီးတော့နားလည်သဘောပေါက်တာပညာပေါ့ ဲ့ထွက်တယ်ဆိုသတိထားနေရကနေတစ်ချက်တစ်ချက်အတွေ့အာယုံဓမ္မယုံဤပေါ်လာနေတယ်အတွေ့အာယုံဓမ္မယုံဤဆိုတာကလေဒါအာယုံနဲ့ द्वार တိုက်တည်ဆိုတဲ့သဘောပဲပေါ့အတွေ့အာယုံကတော့ဒါအတိတ်ကအစွဲတွေကြောင့်ပေါ်လာတဲ့အာယုံပေါ့ ုတာသမီးတွေကိုမြေးတွေကိုတတိရတယ်ဆိုရင်တာသမီးရဲ့ပုံရိပ်တွေပေါ့ကိုမြေးရဲ့ပုံရိပ်တွေဟာမနှောတွာရမှာပေါ့တယ်မနှောတွာရဆိုတာခန္ဓာအတွင်းမှာပဲရှိတယ်တချံတွေးစိတ်ပေါ်လာရင်ဦးဇင်းတို့ကစိတ်ကြီးကိုအပြင်းထွက်သွားတယ်လို့ထင်တယ်ပြန်တွေးစိတ်ဆိုတာကစိတ်ပြင်းထွက်တာမဟုတ်ဘူးမနှောတွာရမှာကိုစွမ်းလန်းခဲ့တဲ့အာယုံရိပ်တွေပေါ်တာပေါ့ အခုမျက်စုံမိတ်တိုင်းနဲ့ဘုရားကိုအာယုပြုဆိုရင်ရွှေကုံဘုရားကိုအာယုပြုဆိုရင်ရွှေကုံဘုရားရဲ့ပုံရိပ်ဟာမနောဒွာရမှာပေါ်လာတယ်။ဒီဟာအတုတေကမှာဦးဇင်းတို့ဒီမနောဒွာရပေါ့။ဒွာရ၆ပေါက်မှာမနောဒွာရမနောပေါက်ပေါ့။မနောပေါက်ကိုနားနေဖို့လိုတယ်။မျက်စိပေါက်တော့ဦးဇင်းတို့နားနေတယ်။မျက်စိပေါက်၊နားပေါက်၊နှာခေါင်းပေါက်၊ရှာပေါက်၊ကုကာယပေါက်ပေါ့။ အပေါင်း၆ပေါင်းမှာ၅ပေါင်းကတော့သူပြောစီရမလို့နားလေအဲနားမလဲသေးတာမနှောပေါ့အဲမနှောပေါ့ကိုနားလေမှာလေဦးဇင်းတို့ကစိတ်ကြောင်းကိုနားလေမှာဝေဒနာကြောင်းကိုနားလေမှာတင်ညာကြောင်းကိုနားလေမှာစေတနာကြောင်းကိုနားလေမှာအလူရှင်တိုင်းရင်တဲ့စေတနာလေးကပေါ်လာတယ်ဆိုတာကမနှောပေါ့မှာပေါ်လာမျက်စိပေါက်ကတော့ဘုံကြီးကိုမြင်တာပဲမဘုံကြီးကိုမြင်တာတော့မဟုတ်ဘူးကြီးအယောင်ဆင်းကိုမြင်တာဘုံတံကိုမြင်တာပေါ့ ရောက်စင်းဘုရားကိုမြင်ရကနေပေါ့ဒါဘုန်းကြီးပဲလူရင်ကောင်းမယ်ဆိုပြီးတော့လူကျင်တဲ့စေစားလေးပေါ်လာတာကတော့မျက်စိပေါက်မှပေါ်တာမဟုတ်ဘူးမနှောပေါက်မှပေါ်တာမနှောတွာတာမှပေါ်တာအဲလူချမ်းပြီးတော့အော်ဒီရောက်တော့လေဒီလူခဲ့တဲ့အလူကိုပြန်ပြီးတော့တတိယနေတယ်ဘုန်းကြီးကိုပြန်ပြီးတော့ကြည်ညိုတဲ့စိတ်နဲ့မြင်အောင်နေတယ်ဆိုရင်လည်း အဲ့ဒါလေးကမတော်တွာတာမှဖြစ်ပေါ်နေတာကြံသွေးတဲ့စိတ်ရောကိုလူခဲ့တဲ့ဘုံကြီးရဲ့ဘုံရိပ်တည်ရောပေါ်နေတာကမတော်တွာတာမှပေါ့မတော်တွာတာဆိုတာဥစဉ်တော့အိပ်ပျော်နေရင်ဖြစ်ပျော်ဘဝင်စိတ်အစဉ်ဆိုတာဖြစ်ပေါ်နေတယ်အိပ်ပျော်နေရင်ဘဝင်စိတ်တွေကတစိတ်ပြီးတစိတ်ဖြစ်ပေါ်တယ် အဲ့ဒါကိုမနှောတွာတာလို့ခေါ်တယ်။သကုတွာတာမျက်စိပေါက်ပေါ့။ဒေါသတွာတာနားပေါက်ပေါ့။ကာနတွာတာနှာခေါင်းပေါက်ပေါ့။ဇိင်ဝါတွာတာရှာပေါက်။ကာယတွာတာကိုယ်ပေါက်ပေါ့။မနှောတွာတာကမနှောပေါက် ဒီပေါင်း6ပေါက်ကိုဦးဇင်းတို့နားလည်ဖို့လိုတယ်ပြီးရင်အဲ့ဒီအဲ့ပေါင်း6ပေါက်မှာပေါ်တဲ့စိတ်6မျိုးကိုနားလည်ဖို့လိုတယ်ဒါမှဦးဇင်းတို့စိတ်ဒီရဲ့တဘာဝကိုနားလည်တယ်ဒါတော့ဘဝမှာဒုက္ခရောက်နေရတယ်စိတ်ဆင်းရရတယ်စိတ်ပူရတယ်ဆိုတာအဲ့ဒီစိတ်ဒီရဲ့တဘာဝကိုအမှန်တိုင်းမသိလို့စိတ်ဒီရဲ့တဘာဝကိုနားလည်ရင်ဒါစိတ်တဏှိပဒနာရှုတယ်လို့ခေါ်တယ်အဲ့စိတ်ဒီရဲ့တဘာဝကိုနားလည်ရင်ပညာဉာဏ်ဖြစ်လာတယ်စိတ်ဒီရဲ့တဘာဝယုတ်ဒီရဲ့တဘာဝဝိရဏာယီရိရဲ့တဘာဝ ပညာရည်ရဲ့တဘာဝကိုအမှန်တိုင်းနားနေပြီးတော့ဒါရီယာငါလုတာမဟုတ်ဘူးအာယုန်နဲ့ဓာရတိုက်လို့သူတဘောသူဆောင်ပြီးတော့မရှိရကားကြီးဖြစ်ပေါ်လာတယ်လို့နားနေနိုင်ရင်တော့ဦးဇင်းတို့ဝိပဿနာဉာဏ်ကြီးဖြစ်လာဉာဏ်ကုသိုလ်ကြီးဖြစ်လာပေါ့တရားတိုင်ဒီမှာဘာမှသူကြီးကြကြပေါ့လေကြောက်စရာလည်းမလိုဒီကျော်တရားတိုင်ဘာများဖြစ်မလဲဆိုရင်ညာ ။ဘုရားကျမ်းရင်တတိဉာဏ်ပညာတွေဖြစ်မှာပဲ။ဓမ္မကြီးတွေဖြစ်မှာပဲ။တော့ဝိညာဉ်တက်တယ်လို့ရှုမှတ်နေရင်တော့ပင်တိုင်းအာယုံတော့ဒုဗ္ဗာဒစဉ်ကြံတွေးစိတ်တွေပေါ်မယ်။ကြံတွေးစိတ်ဆိုတာမနှောသွားတာမှာဓမ္မယုံအတွေးအာယုံတွေပေါ်တာပေါ့။နမတိအတွေးအယုံဓမ္မယုံဒီပေါ်မင်းဒါတရားထိုင်စင်ပါပေါ့ နမတိအတံအာယုန်ေလာတိုက်မယ်ကြီးရတရားဟောတံဟောတဲ့ခွေးတံလူတံဖတ်တံဆိုင်ကေတံဒါဒီအာယုန်ေလာတိုက်ရင်လေအတံအာယုန်ကယုတ်တရားဇာတိစိတ်ကနန္တရားပေါ့ယုတ်နေတံပဲဖြစ်တာအင်္ဂဘတ်တော်အနေနဲ့ဆိုရင်တော့ရောင်းနေ၊ကြိုက်နေ၊ထုံနေ၊ကျင်းနေဆိုတဲ့အထူဓာတ်တည်ပေါ့ မေယောဂီများသူအားဤပထဝီဓာတ်တွေကိုပဲဝေဒနာပေါ်တယ်လို့ပြောကြတယ်။မမပထဝီဓာတ်ပထဝီဓာတ်အာယုန်ပေါ်လာရင်လည်းပထဝီဓာတ်တွေကတော့ဘောဓပါယုန်လို့ခေါ်တယ်။တွေ့ကြည့်တယ်မှာ။သဘောအနေနဲ့တော့ပေါ်လာတယ်။ဘာလို့ဆိုတင်ပန်းကတင်ပါကအခုကာယကာယဓာရပေါ့။အောက်ကကျမ်းပြင်ကတော့ပထဝီအာယုန်ပေါ့။အဲ့ဒီကုတိုက်တော့တောင်းနေတင်းနေဆိုတဲ့ပထဝီဓာတ်တွေကဖြစ်ပေါ်လာတယ်။ ွက်လိုက်တိလိုက်ဒီထားလိုက်ပြင်နာဒီဝဝဲပြန်အာယုံဆိုင်ရပင်းနိုင်အာယုံဆိုတဲ့ဝိနည်းထွက်တယ်ဆိုတဲ့ ठी တဲ့သဘောတွန်းတဲ့သဘောတွေဟာသမုဒအာယုံပေါ့ဒုမတစဉ်အတွေးအာယုံဓမ္မယုံနေပေါ်မယ်နံပါတ်1ပေါ့ဒွေးအာယုံဓမ္မယုံနေပေါ်မယ်နံပါတ်2အတာအာယုံနေပေါ်မယ်နံပါတ်3တောင်းနေတင်းနေဆိုတဲ့ပထဝီဓာတ်တွေပေါ်လာမယ်ဥမိုးချိန်လိုက်ကြည့်စုပါစို့ တအာယုံပေါ်ပေါ်လာဒါပဲဒီတရားတိုင်ရင်အတအာယုံလာတိုက်မယ်အကျွေးအာယုံလာတိုက်မယ်ညောင်းနေနားတဲ့ထုံနေဆိုတဲ့ပထဝီအာယုံတွေလာတိုက်မယ်ဒါတွေကိုပေါ်လာရင်ပုံမှန်တိလိုက်ပေါ့ဖြစ်ရင်ပြန်မှန်တိလိုက်ပေါ့ဦးဇင်းတို့ကအာယုံတွေကိုဖြစ်အောင်လုပ်တာလည်းမဟုတ်ဘူးပြတ်အောင်လုပ်တာလည်းမဟုတ်ဘူးစိတ်တွေကိုလည်းဖြစ်အောင်လုပ်တာမဟုတ်ဘူးပြတ်အောင်လုပ်တာမဟုတ်ဘူးဖြစ်တိုင်းဖြစ်တိုင်းသူ့တဘာဝအမှန်ကိုသိရမယ်ပြတ်တိုင်းပြတ်တိုင်း နေဆောက်ကိုတည်ရမယ်ပေါ့ပရိယာမြေဦးဇင်းတို့ကအာယုန်ကြီးကိုပယ်ရမှာလည်းမဟုတ်ဘူးတွေ့ရမှာလည်းမဟုတ်ဘူးကြည့်အောင်လုပ်ရမှာလည်းမဟုတ်ဘူးပြက်အောင်လုပ်ရမှာလည်းမဟုတ်ဘူးဖြစ်တိုင်းဖြစ်တိုင်းပြက်တိုင်းပြက်တိုင်းမှာထိလိုက်ဖို့ပဲလီထားလိုက်ဖို့တော့တန်အာယုန်ကြီးအတွေးအာယုန်ကြီးရောက်နေတဲ့နာရီကျွေးအာယုန်ကြီးလာမတိုက်ဘူးဆိုရင်တော့နာဒီဝဝဲပြန်အာယုန်ဆိုင်ပေါ့ ဝင်နေထွက်တယ်ဆိုပြီးတော့ဒါတတိကတ္ထာပဲဒါပဲလုပ်ဆရာရှိပါဦးဘုရင်ရှိကပြောပြမှမဟုတ်ဘူးပေါ့ကိုယ့်ကိုတရားတိုင်တယ်ဒါပဲလုပ်နေရမှာပဲဒါတမာတိပေါ့အပြီးတော့မှဘုရင်တို့အဲ့ဒါတရားဆွေးပြေးတယ်ဒါဘုရင်ကဒါတရားစကံရဲ့မို့လို့ဥစားပြီးတော့ဆွေးနေတာပေါ့နောက်ပိုင်းကျရင်ဒါချင်းချင်းလဲဒါဆွေးနေရတယ်အတော်တန်ကတော့တောတန်ကဟာတုတ်တန်ရဆိုရင်ဒါချင်းချင်းဆွေးတွေးတယ်ဆိုတာဒါ စိညာစိညာမယဉ္ဇဉ်ဖြစ်အောင်လုပ်တာဒီတရားဓမ္မအတိတွေကိုနာကြားရမယ်ပြီးရင်နှုတ်သက်ဆောင်ရမယ်ပြီးရင်စိတ်နဲ့ကြံသွေးတယ်ဆိုတာဒါအချင်းချင်းပြောဆိုဆွေးနွေးတဲ့ခါမှာဒါစဉ်းစားမိသွားတာ။အော်ဒီလိုပါလား။အော်ဒီလိုပါလား။အလိုစိတ်နဲ့ကြံစီမယ်ဆွေးနွေးမယ်စဉ်းကျင်မယ်ဆိုရင်နောက်ပိုင်းပညာဉာဏ်နဲ့ထိုးရင်းပြီးတော့သိလာမှာ